ဇွန်လ3ရက်ကကျင်းပခဲ့တဲ့တောင်ကိုရီးယားဂျာပြုတ်ရွေးကောက်ပွဲအတွင်း Liberal Party ကိုယ်စားလှယ်လောင်းလီကျဲမြောင်တမရအဖြစ်ရွေးကောက်တင်မြောက်ခံခဲ့ရပါတယ်။မဲတရားရဂိုင်းတို့ရေးတွက်ပြီးချိန်မှာလီကျဲမြောင်ကမဲပေးသူ35တန်းနီးပါးရဲ့49.42ရာဂိုင်းတို့ရဲ့ထောက်ခံမှုကိုရရှိခဲ့ပါတယ်။ ပြိုင်ဘက် Conservative Kimum Su ကတော့41.15ရာခိုင်နှုန်းရရှိခဲ့ပါတယ်။တောင်ကိုရီးယားမှာ1998ခုနှစ်နောက်ပိုင်းသမရရွေးကောက်ပွဲမှာပါဝင်မဲပေးသူအရေအတွက်အများဆုံးရှိခဲ့တယ်လို့အမျိုးသားရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်။ ရွေးကောက်ပွဲမှာအနိုင်ရတဲ့လီကိုဇွန်လ၄ရက်မှာအမျိုးသားရွေးကောက်ပွဲကော်မရှင်ကသမရအဖြစ်တရားဝင်အတည်ပြုခဲ့ပြီးစစ်ဦးစီးချုပ်အဖြစ်လည်းအတည်ပြုပေးခဲ့ပါတယ်။သမရအသစ်ဖြစ်လာမဲ့လီကနိုင်ငံစီးပွားရေးပြန်လည်ရှင်သန်လာအောင်လုပ်ဖို့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့အိန္ဒိချင်းမြောက်ကိုရီးယားနဲ့ဆွေးနွေးမှုတွေနဲ့အင်အားတွေကနေတဆင့်ငြိမ်းချမ်းရေးရအောင်ကြိုးပမ်းမယ်လို့ကတိပြုထားပါတယ်။တောင်ကိုရီးယားသမရဟောင်ယွန်းဆိုယိုဟာစစ်အုပ်ချုပ်ရေးကြီးညာမှုနဲ့ပတ်သက်လို့ဆွဆွဲဖြစ်တင်ခံရပြီးနိုင်ငံတော်တရားရုံးကသူ့ရဲ့၅နှစ်ရာထူးသက်တမ်းတော့ 3နှစ်မပြည့်ခင်မှာထုတ်ပယ်ခဲ့ပါတယ်ကျိုင်ဘက်ကွန်ဆာဗေးတစ်ကင်ဟာတမရဟောင်ယွန်လက်ထက်မှာအလုတ်သမားဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးတမရဟောင်ရဲ့စစ်အုပ်ချုပ်ရေးကြီးညာမှုကိုမတားဆီးပေးနိုင်ခဲ့တဲ့အတွက်သူ့ရဲ့ပြည်သူ့အင်အားပါတီကိုအပြစ်တင်ထားပါတယ်။တမရအဖြစ်လီရွေးကောက်ခံရတာဟာလွတ်လပ်မြတ်တမှုရှိတယ်လို့အင်ဖြူတော်ကပြောကြားပြီးကမ္ဘာတဝန်းဒီမိုကရေစီနိုင်ငံတွေမှာတရုတ်ဂျာဝင်ဆွဖတ်မှုဩဇာလွှမ်းမိုးမှုနဲ့ပတ်သက်လို့အမေရိကန်ကစိုးရိမ်နေစေကန့်ကွက်နေစေဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။